ေအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ဒီ messaging ကတော့ listerding ကိုတူးစီဆိုရဲ့လက်နဲ့တူအနိုင်ရရှိပြီးတော့ကျွန်တော်အဆင့်အမှတ်ပေးစရာရဲ့အဆင့်၄နေရာကိုတော့ရရှိသွားခဲ့ပြီပေါ့နော်နောက်မှာကျွန်တော်တို့ Chelsea နဲ့ Newcastle ကတော့တပွဲကံပိုးကြံနေရည်ရေပေါ့နော်ဒီတင်းနှစ်ပွဲလုံးနိုင်နေဆိုရင်တော့ကျွန်တော် messaging ကအဆင့်၆ကိုရောက်သွားမှာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ကိုယ်လုတ်ကိုအကောင်းဆုံးလုပ်နိုင်ခဲ့တယ်လက်ရှိအချိန်မှာတော့ဒါအဆင့်၄နေရာကိုရပ်တည်နေပေါ့နော် အချက်စီးရတော့ဒီညမှာစပါတင်နဲ့ကန်သွားမှာပေါ့တကယ်လို့နိုင်သွားခဲ့တော့ကျွန်တော်မန်စီအတင်းကအဆင့်9နေရာကိုရောက်ရှိတော့မှာဖြစ်ပြီးကျွန်တော်တို့အဆင့်6နေရာကိုတော့ချက်စီးတင်ရောက်ရှိတော့မှာဖြစ်တယ်အဲ့တော့လက်စတာနဲ့မန်စီတင်းရဲ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ဒါဝန်ဒါစရာတင်းနေကြီးပဲလို့ပြောလို့ရတယ်ပွဲထွက်လူစင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ O'Reilly ကိုပဲဆက်သုံးထားတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ Kusano တော့ပါမလာခဲ့ဘူးပေါ့နော်ဘာလို့ပါမလာခဲ့ရလဲလို့ကျွန်တော်လည်းမသိရသေးဘူးဗျ Kusano ကအရင်လူစင်းမှာတော့မပါခဲ့ဘူးပေါ့နော်အဲ့တော့ Ruben Dias နဲ့ Gabadio ကိုကျွန်တော်ဘိုးခံစစ်နေရာမှာထားတယ်ပြီးရင်ညာနောက်ခံလူနေရာမှာဆိုရင်တော့ကျွန်တော်တို့ဒီ Nunes ကိုတုံးထားရပေါ့เนาะအဲ့တော့ဒီလူစင်းကကျွန်တော်တို့ကောင်းကောင်းကြီးဟိုဘယ်လိုပြောရမလဲအသုံးတဲခဲ့လို့ပြောလို့ရတယ်ပြိုင်ဘက်ကလည်း Leicester ဖြစ်နေရလဲပါကောင်းပါမှာပေါ့လေအဲ့တော့ စာပိုင်းမှာရင်ကျွန်တော်တို့ဒါ Greenwich ကစာပင်ညိုရဲ့ဖန်တီးပေးမှုကနေတဆင့်ဒါ2023ဒီဇင်ဘာနောက်ပိုင်းမှာ Premier League Twin ကိုသူ့အနေနဲ့ပြန်လည်ရရှိခဲ့ပါတော့ဒါ Jack Greenwich တော့ကျွန်တော်တို့ပျော်ပေးမှပျော်ပေးလို့ရမယ့်အနေထားပါတော့ဒါသူ့အနေနဲ့ Twin Go တွေကျွန်တော်တို့မထီတွေးခွင့် Twin Go တွေမရခဲ့တာတနှစ်ကျော်တောင်ကြာခဲ့ပြီဆိုတော့အနေထားတစ်ခုမှာဒါ Leicester နဲ့ပွဲမှာသူ့အနေနဲ့ဒါ အာဖွင့်ကိုကိုဥဆောင်ကိုတွင်းပြနိုင်ခဲ့ကျွန်တော်တို့တော့ဝန်တာစရာပဲပေါ့နော်နောက်ထပ်တကူတော့ကျွန်တော်တို့ဒီမာမိုးရှ်ကပဲပေါ့နော်ဒါအာဆာဗင်ညိုကအိုရိုင်လိုထိုးပေးတယ်ဂူရမားပြန်ပြီးတော့ဂူရမားနဲ့ထိပြီးပြန်ထွက်လာတဲ့အလုံးကိုအိုမာမာမိုးရှ်ကတောင်ထဲကိုတွင်းပြခဲ့ပေါ့နော်ဘာပဲဖြစ်ဖြစ်ဟာလန်တန်ရရနေတဲ့အချိန်မှာအိုမာမာမိုးရှ်ကအခုလိုဂိုးတွေတွင်းပြနိုင်တာကျွန်တော်တို့တော့ဝန်တာစရာတင်းပဲပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တူးစည်းဆွဲရလက်နဲ့အနိုင်ရရှိခဲ့တဲ့အတွက်ကျွန်တော်တို့မန်စီတင်ကတော့နောက်ထပ်တစ်ဆင့်အာ ကျင်းနေစရာပဲပေါ့နော်အဲ့တည်းမှာကျွန်တော်နောက်ထပ်ကျင်းနေစရာတစ်ခုက89မိနစ်မှာကျွန်တော်တို့အတင်းရဲ့အားထားရတဲ့ အဲလူငယ်ကစားသမားလေးဖြစ်တဲ့အော်စကာဘော့ကတော့ပြန်ပါလာခဲ့ပြီပေါ့နော်အော်စကာဘော့ပြန်ပါလာခဲ့ပြီဆိုတော့ကျွန်တော်တို့တွေ့တော့ဒါဝန်ဒါစီယာတည်တင်းမဲ့လို့ပြောလို့ရတယ်အော်စကာဘော့ကတရားရီလုံးနီးပါးကိုနားနေရတာပေါ့နော်အခုလက်ရှိအချိန်ကြာမှဒါဟာလန်ဒိုင်ယန်ရတော့တဲ့အချိန်ကြာမှကျွန်တော်အော်စကာဘော့ပြန်ပါလာနေရောကွတ်တီဆိုတော့ဘာပဲဖြစ်ဖြစ်တော့ဝန်ဒါစီယာတည်တင်းမဲ့ပေါ့နော်အဲ့တော့ကျွန်တော်မန်စီတင်းက grillish တွေ့ grillish လက်ခြေစွမ်းပြခဲ့တယ်ဒိုကူလက်ခြေစွမ်းပြခဲ့ပေါ့နော်ဆာဗီညိုလက်တလုံး assist လုပ်ပေးခဲ့တယ်အော်စကာဘော့ပြန်လာခဲ့ပေါ့နော်အဲ့တော့ ဂိုးတွေတော့ Grealish နဲ့ Marmoush ကတွင်းယူပေးခဲ့ပြီးကျွန်တော်တို့ Man City အတွက်တော့ကျွန်တော်တို့ဒါပျော်ရွှင်စရာညာလေးတစ်ညဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ဗျ